ေးကင်းရန်ကွာရှိကြပါစေခင်ဗျာတော်လိုင်းရေးသတင်းတွေကိုနားဆင်ကြရအောင်ပါကျွန်တော်ကတော့ကြော်ဆိုးပါရန်ကုန်တိုင်းတွင်းမှာတော့စေအုပ်စုကအရမစိတ်တန်းကြစီစဉ်ထားတဲ့ရွေးကောက်ပွဲတွေနိလာရတဲ့အမျှဖောက်ခွဲတိုက်ခိုက်မှုတွေလည်းစိတ်လုံနေပါဗျ။စက်တင်ဘာလ29ရက်နေ့ည10:00နာရီမှာဗဟန်းမြို့မှာရဲစခန်းကိုလက်ပစ်ဘုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ Operation Flame သတင်းနဲ့ပြန်ကြားရေးဘက်ကပြောပါဗျ။လက်ပစ်ဘုံးနှလုံးအုံဖြူတိုက်ခိုက်တာပါ ။အဲဝရဲကဲမှာပုံမှန်ကင်းယူနေတဲ့နှစ်ကောင်ရှိတယ်။ဘေးနာကအမြင့်ကင်းမှာတကောင်ရှိတယ်လို့အတိပေးပြောဆိုခဲ့ပြီးချိတ်ခိုက်မှုတည်င်းနေနေကတော့မစ်ရှင်ပြီးမှာခွေးစခန်းထဲလူနာတင်ကဝင်သွားတာရှိတယ်။ရခဘန်ကောင်ထိလဲဆိုတာမျိုးတော့မသိရသေးဘူး။စုံစမ်းနေသေးပဲလို့ပြောပါတယ်။ဒီတိုက်ခိုက်မှုကို Operation Flame နဲ့တူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြည်မြတိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လာတာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ဒီအဖွဲ့တို့ရဲ့ပူးပေါင်းမှုတွေနဲ့တူ တကောင်မြို့တည်အရှိပိုင်းမြို့နယ်တစ်နှစ်လေးရက်ွက်အုပ်ချုပ်ရေးမှုယုံတကောင်မြို့တည်မြောက်ပိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုယုံနဲ့အမှတ်6ရင်ထိန်ရဲတပ်ဖွဲ့တို့ကိုတိုက်ခိုက်မှုတွေလုပ်နိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်ခင်ဗျာစက်တင်ဘာလ30ရက်နေ့ည9:00နာရီခွဲအရောက်မှာတော့တောင်ဟုတ်ကလာပါမြို့နယ်အမှတ်30ရက်ွက်အုပ်ကြီးယုံမှာရဲတွေပြူစောတိတွေကင်းလှည့်ဖို့ပြင်ဆင်နေစမှာလက်ပစ်ဗုံးများမိုင်းများနဲ့တိုက်ခိုက်နိုင်ခဲ့တာကတော့မြို့ပြကျွတ်ပျောက်ကြားကွန်ရက်တပ်ဖွဲ့မှသတင်းထုတ်ပြန်ကြရသိရတာပါအဲ့ဒီလိုမြို့ပြကျွတ်ပျောက်ကြားကွန်ရက်မှာလက်ပစ်ဗုံးအစ်စ်နှလုံး ပြင်းအားမြင့်လက်ပစ်ပုံးနှလုံးတို့နဲ့ပြစ်ကတက်ခတ်ရမှာဘုံတွေမိုင်းတွေအားလုံးရက်ွက်ယုံတွင်ကြရောက်ပောက်ကွဲခဲ့တယ်။ရဲတအုပ်နဲ့ပြူနှုပ်ဦးသေးဖို့များတယ်။တည်င်းအတိကျကိုတော့အတိပြုလို့မရသေးဘူး။ယုံတဲ့အထိပြစ်ထတာဆိုတော့ထိခိုက်မှုများမှာသေးကြတယ်။ယုံထဲမှာကစုစုပေါင်း၁၀ယောက်ကျော်မယ်။ယုံကလည်းတောင်းကလာပါမြို့နဲ့ရဲစခန်းနဲ့နေနေလေးပါ။ဆေးရုံကားနဲ့တည်သွားပြီးတော့ကြံခဲ့တဲ့သူတွေကထုံစံအတိုင်းဆဲဆူတောင်းချနေကြတာသိရတဲ့အကြောင်းမြို့ပြကြွက်ကြောက်ကြွကွန်ရက်တက်ဖွဲ့ကအသေးပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ မြောက်ကလာပမြို့နယ်ရွှေပောက်ကံမြို့သည်22ရပ်ကွယ်အောက်ကြီးယုံကိုဘုံခွဲတိုက်ခိုက်မှုကတော့စတေမလ30ရက်နေ့ည10:50မိနစ်ခန့်မှာဖြစ်ခဲ့ပါသေးတယ်။ရန်ကုန်အာမီ YA မှတတင်းထုတ်ပြန်ထားတာပါ။ပြင်းအမြင့်မိုင်းတလုံးလက်ပစ်ပုံးနှလုံးနဲ့ဖောက်ခွဲနိုင်ခဲ့ကြတာပါ။အဲအုပ်ကြီးကအရင်ကရဲပါ။ရဲကနေထွက်ပြီးအုပ်ကြီးနေရာဝင်ယူပြီးရပ်ကွက်နေပြည်သူလူထုကိုလူပါဝအနိုင်ကျင့်နေတာပါ။ကျွန်တော်တို့စီမှာတာဝန်သိပြည်သူတွေတတင်းပေးချက်တွေရအောက်ချရင်းမှုအတော်များများရဲ့အချက်လက်အသေးစိတ်ကစာရထားတယ်။ လူပါဝါနေတဲ့အုပ်ကြီးတွေမစင်ကျင်တော့ကျွန်တော်တို့တနေ့နေ့အရောက်လာခဲ့မှာပါစစ်မှုထမ်းငွေကြေးအထမကောက်ခန္ဓာရဲ့တရားမဝင်ရွေးကောက်ပွဲအတွက်ရက်ွက်နေပြည်သူတွေကိုဖိအားအမျိုးမျိုးပေးနေတာတွေကြောင့်တတ်ခတ်ခဲ့တာဘာလို့ရန်ကုန်အာမီ 1A မှတာဝန်ရှိသူကအတိပေးပြောဆိုထားပါတယ်ခင်ဗျာကဏီမျိုးနဲ့6မှတိုက်ပွဲမှာဆစ်ရှုံးပြီးထွက်ပြေးနေတဲ့ရန်သူတွေကိုလိုက်လံဖမ်းမိနေစေဖြစ်ကြောင်း Liberation Front ULF VO2 မှအတိပေးထုတ်ပြန်ထားပါတယ်6မှတိုက်ပွဲဖြစ်စဉ်မှာ စစ်ရှုံးပြီးထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်သားဖမ်းဆီးရမိမှုတွေဟာအခုဆိုရင်ဒုတက်ကြအပါဝင်စစ်စုပေါင်း6ဦးမှ3ဦးကိုရှင်ဖမ်းမိပြီးကြံ3ဦးကိုအသေးဖမ်းမိခဲ့ပြီလည်းဖြစ်ပါတယ်။ဒီဖြစ်စဉ်ကိုဖော်ပြခဲ့ရမှာတော့စတေမာလာ၁၂ရက်နေ့ကထွက်ပြေးတဲ့ရန်သူနှုတ်ကိုအသေးဖမ်းနိုင်ပြီး MA1 နှစ်လက်နဲ့5.56 G 180တောက်နဲ့ကြီးပေါက်၈ပေါက်သိမ်းဆီးရရှိခဲ့ကြောင်းပါဝင်ပါတယ်။ နောက်တစ်ခါစတင်မလာ၁၈ရက်မှာတော့တုတက်ကြတအုပ်နဲ့ပတ်သက်စာနှုတ်တို့ကိုထပ်မံရှင်ဖတ်မိခဲ့ပြီးအမေဝါ၂လက်အမေအတူးတလက်5.56ကြီး200နဲ့ကြီးပေါက်၈ပေါက်ဖုံးလေးလုံးတို့ကိုထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်းဖော်ပြထားပါတယ်အဲ့ဒီနောက်စတေမာလာ29မှာတော့ရန်သူတပ်သားတအုပ်ကိုအသေးဖမ်းဆီးမိခဲ့ပြီးအမေ1တလက်5.56ကြီး90နဲ့ကြီးပေါက်3ပေါက်တို့ကိုရင်းမပင်မြို့နယ်ပကဖ Union Liberation Front ULF VO2 မှာထပ်မံသိမ်းဆီးရရှိခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်ဒီတပ်ဖွဲ့တွေအနေနဲ့အခုပြုလုပ်နေတဲ့အနောက်မြောက်လွင်ပြင်တို့ဆိုတဲ့ကမ်ပိန်းမှာလည်းပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့ကိုမြစ်တာရက်ခံနေကြကြောင်းသိရပါတယ်ခင်ဗျာအာရခတတော် A ရဲ့တည်င်းထုတ်ပြန်မှုတွေအခုတလောခက်ဆက်စိတ်ထွက်လာနေပါတယ်အာဆာနဲ့ပတ်သက်တဲ့တည်င်းတွေပါဝင်တယ်လို့အောင်ပွဲတည်င်းတွေလည်းပူးတွဲပါရှိတာတွေ့ရမှာပါအာစာဖွဲ့နဲ့ပတ်သက်တဲ့သတင်းထုတ်ပြန်ချက်တပုတ်လဲဒီနေ့အော်တိုဘာလ၁ရက်နေ့ရက်စွဲနဲ့ထပ်ပြီးထွက်ရှိလာခဲ့ပါတယ်။အကြောင်းကတော့ Islamic အစွန်းရောက်စစ်သွေးကြွအကြံဖက် အာစာဖွဲ့မှအရက်ခပြည်သူတချို့ကိုဖမ်းဆီးနှက်ဆက်တပ်ဖြတ်ပြီးစွန့်ပစ်ထားကြသောရုပ်လောင်းတချို့ကိုလုံခြုံရေးဆောင်ရွက်နေတဲ့အရက်ခတပ်တော်လုံခြုံရေးတပ်ဖွဲ့ဝင်များကတွေ့ရှိခြင်းဆိုတဲ့သတင်းပါ၂025ခုနှစ်စက်တင်ဘာလအတွင်းအစ္စလာမ်ရဲ့အစွန်းရောက်စစ်သွေးကြွအကြံဖက်အာစာဖွဲ့သည်မောင်တော်မြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်း56နဲ့59အကြား point 601ကုန်းရှိမိမိတို့ရဲ့အရက်ခတပ်တော်နေဆက်လုံခြုံရေးတပ်စခန်းနဲ့ဒုံညူယော်အနီရှိဒုံညူစခန်းတို့အား တိမ့်ပိုက်ဖို့ရည်မှန်းချက်နဲ့၎င်းတို့ခြေဆက်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှနီလန်းမျိုးစုံနဲ့အချင်းယူစိတ်ဝင်ထုတ်ဖောက်ဝင်ရောက်ခဲ့ကြကြောင်းအဲ့ဒီလိုတိမ့်ယူဖို့စ조사နေစင်ကာလာတွင်စခန်းတစ်ခုကိုတွားလာရလမ်းတစ်လျှောက်မှာပြည်သူများမု슬င်မဟုတ်တဲ့ရတားပြည်သူများနှုတ်ပိတ်တဲ့အနေနဲ့ဖမ်းဆီးနှိပ်စက်တပ်ဖြတ်ကာအလောင်းများကိုလူပြတ်သောနေရာသို့မဟုတ်လူရောက်နေသောနေရာများမှာစွန့်ပစ်၍ထားခဲ့ကြကြောင်းအရခတပ်တော်ကထုတ်ပြန်ထားပါတယ်။၂၀၂၅ခုနှစ်စက်တင်ဘာလ28ရက်နေ့ညနေ3:00ခန့်အချိန်မှာတော့ မောင်တော်မြို့နယ်အထက်အင်းချောင်းရွာရဲ့အနောက်မြောက်ဘက်မီတာ980ခန့်အကွာတွင်ရှိသောငပြောတော့အုတ်ထဲနေရာ၌အေးပြော်ပြီးအယိုးစုများသာကြန့်ရှိတော်တဲ့အလောင်း6လောင်းကိုရုတ်ပြက်ဆင်းပြက်အနေထားနဲ့ရှာပွေ တွေ့ရှိတယ်လို့သတင်းဖော်ပြထားပါတယ်။၎င်းရုတ်လောင်းတွေဟာမိမိတို့ရဲ့လုံခြုံရေးစခန်းတစ်ခုအားတိုက်ခိုက်ရန်လာသောအာစာအဖွဲ့ဝင်များရဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းကိုခံလိုက်ရတဲ့မောင်တော်နေဆတမန်းသားရွာနဲ့ဒုံညိုရွာများမှပျောက်ဆုံးနေသောရွာသားများအနက်မှ6ဦးရဲ့ရုတ်လောင်းများဖြစ်နိုင်ကြောင်း ရနဦးခတ်မှန်းပါတယ်လို့အာရခသတင်းပြန်ကြားရေးကပြောပါတယ်။ပြည်သူများအနေနဲ့အာရခပြည်သူတော်လိုင်းအစိုးရ၏အုတ်ချုပ်ရင်းနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များရှိရာအနိစပ်ဆုံနေရာများမှာသတင်းပေးပို့ပြီးမှသွာလာကြပါရန်လုံခြုံရေးအရထပ်မံသတိပေးအပ်ပါသည်ဟု၍ထုတ်ပြန်ထားတာတွေ့ရပါတယ်။နောက်တစ်ခါတိုက်ပွဲသတင်းအနေနဲ့ကတော့မကွေးတိုင်းငဖဲမြို့နယ်ရခိုင်ရိုးမပေါ်အမ်ဘရန်ကာလန်တပေးရှိ ပုတ်ကြီးရွာကကင်းစခန်းကိုအာရခတက်တော် AA နဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ရရှိထားတယ်လို့ဒေတာတွင်သတင်းများထံကသိရပါဗျ။စတင်မလာ28ရက်မနေ့ပိုင်းမှာ အပိသက်သိမ်းခြင်းဖြစ်တယ်လို့သိရပြီးအဲ့ဒီကုတ်ကြီးစခန်းဟာစစ်ကော်မရှင်တပ်အင်အား100ခန့်ရှိတဲ့အခိုင်အမာစခန်းဖြစ်ကြောင်းလဲဆိုပါတယ်။သိမ်းယူပြီးနောက်ပိုင်းမှာပဲရန်သူတပ်တွေဟာပြန်ပြီးရယူနိုင်ဖို့စစ်ထိုးနေတဲ့အကြောင်းသတင်းများလည်းထွက်ရှိလာပါဗျ။ AA သိမ်းပိုက်လိုက်တဲ့ကုတ်ကြီးစခန်းကိုစတင်မလာ29ရက်30ရက်ဒီကနေ့မနေ့ပိုင်းမှာ ရန်သူရဲ့အနက်ရေကန်နဲ့အခြားစခန်းကအင်အား250လောက်စုစည်းပြီးပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်လို့ဒေသခံများထံကသိရပါဗျ။ဒုတ်ကြီးစခန်းဟာနက်ရေကန်ပြူဟာကုန်းနဲ့နှစ်မိုင်ခန့်သွာကာဝေးပြီးနှစ်ဖက်တိုက်ပွဲတွင်ထိခိုက်သေးဆုံးမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးသလိုအေအေကလည်းတရားဝင်တည်င်းမထုတ်ပြန်ရသေးပါဘူး။ရခိုင်ယိုးမှအမ်ဘရန်လမ်းပိုင်းပေါ်ရှိနက်ရေကန်တောင်ပြူဟာကုန်းမှာတာကင်းစခန်းအနေနဲ့မထုံလင်းတဲစွန်တက် ဖုတ်စီကံမြင့်ကံဖုတ်ကြီးတာဝါတိုင်းစခန်းတွေရှိကြပြီအဲ့ဒီထက်ကတာဝါတိုင်းကံမြင့်ကံနဲ့ဂုတ်ကြီးစခန်းတွေကိုအေအေပူပေါင်းတပ်ဖွဲ့တွေကသိမ့်ပိုက်ထားကြတာပါအေအေကစတင်မာလာ၁၀ရက်နေ့ကထုတ်တဲ့အတီးပြုတ်သတင်းထဲမှာတော့စတင်ဘာပထမပတ်နဲ့ဒုတိယပတ်တွေမှာငဖဲမြူနယ်စွန်တက်ကြေးရွာနီးထုဆစ်ဆင်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုပြန်လည်တက်ခတ်ရမှာကော်မရှင်တပ်သား90ထက်မနည်းတေဆုံးပြီးတက်လန့်ပြီးပြန်ဆုတ်သွားတယ်လို့ပါဝင်ခဲ့ပါတယ်။နေရီကန်စခန်းကုန်းပဲကြံတော့ရဲပြ အနီးအနားကာကင်းတွေအားလုံးကိုအေကတိမ့်ပိုက်လိုက်ပြီးအခုနှက်ရီကန်စခန်းကြီးကိုလည်းဝန်းရံပိတ်ဆို့ထားတယ်ဆက်လက်ပြီးထုတ်စစ်ဆင်နေတယ်လို့ပြောလို့ရပါတယ်စစ်ကောင်စီကတော့လေကြောင်းပစ်ကူတောက်လျှောက်ပြစ်လုပ်တယ်ငဖဲကနေလည်းနောက်ထပ်စစ်ကူစစ်ကြောင်းတွေတက်လာနေတယ်လို့သိရတယ်အေကလည်းပြန်ဆုတ်မှာမဟုတ်ဘူးတိုက်ပွဲကတော့ပုံမပြင်းထန်လာဖို့ပဲရှိတယ်ဟူ၍စစ်ရေးတရင်ရင်းမြစ်တစ်ခုကအသိပေးပြောဆိုထားတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ ဘကူတိုင်းလေဗရန်မြို့နယ်ထဲမှာတော့စစ်မှုထမ်းအကြောင်းပြပြီးစက်ကြီးကောက်ပြန်လာတဲ့အကြမ်းဖက်စစ်အုပ်စုကိုဒေသတော်လိုင်းတပ်တွေကတက်ခတ်လို့ခေါင်းဆီသွားတယ်။လက်နက်နှစ်လက်ကိုလည်းရရှိခဲ့ကြကြောင်းတရားဝင်ခရိုင်တိုင်ရင်း383ညနှစ်ကအတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ၁ရက်နေ့မနေ့9နိုင်ခွဲမှာလေဗရန်မြို့နယ်မှော်အင်းအုပ်စုကမ်းပြူကြီးရွာကနေစစ်မှုထမ်းကြီးကောက်ပြီးပြန်လာတဲ့အင်အား20ပါစစ်အုပ်စုကိုတော်လိုင်းရဲဘော်တွေကသဲကောဆယ်လမ်းစုံရောက်မှာကြားဖြတ်ပစ်ခတ်ကြတာပါ။ တပ်ပွဲကြာချိန်မိနစ်40ခန့်ရှိခဲ့ပြီးဗန်ဒူမျိုးချိကဒဏ်ရာများစွာနဲ့ဆုတ်ပြေးခဲ့ကြပါတယ်။ပွဲပြီးလို့နေမြေရှင်းနေကြရမှာတော့ G3 တနတ်တလက်ကာပိုင်တလက်ဒီပေါက်လေးကိုကာပိုင်ကြီး42တောက်လက်ပုံနှလုံးဓာတ်တစ်ချောင်းဘက်တစိတ်နှစ်ခုမိုဘိုင်းဖုန်းတစ်လုံးငွေသား9,200ကျပ်နဲ့မှတ်ပုံတင်တစ်ခုတကိုသိမ့်ပရရှိခဲ့တယ်လို့သိရပါတယ်။ဒါကတော့တာယာဘီခရိုင်တိုင်ရင်383ညနေတက်ခွက်နှစ်ရဲဘော်များကတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲများထပ်မံဖြစ်ပွားလာနိုင်တဲ့ကြောင့်ပြည်သူတွေသတိထားကြဖို့ကိုလည်းတော်လိုင်းတပ်တွေဘက်ကသတိပေးထားပါတယ်ခင်ဗျာညီညွတ်မှအောင်မြင်မှုရမယ်လို့ပြည်သူတွေယုံကြည်နေတဲ့အချိန်မှာပဲဘကုံးမြို့နယ်အတွင်းမှာပြန့်ကျဲနေတဲ့ရဲဘော်တွေကိုစုဖွဲ့ပြီးဘကုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကဖဖြစ်ဖွဲ့စည်းလိုက်ပြီဆိုတဲ့အကြောင်းသိရပါတယ်အခုညီညွတ်မှုနဲ့ပတ်သက်လို့ထုတ်ပြန်ရမှာတော့ရွေလျားလာနေတဲ့တော်လိုင်းရေးစီးကြောင်းလိုအပ်ချက်ရအမျိုးသားညွေရေးဆိုရအန်ယူဂျီရဲ့ညွှန်ကြားချက်နဲ့အညီ ဘကိုးမြို့နယ်အတွင်းကဘကိုးဖျားကြီးအင်းတကော်ဒေသမှာရှိတဲ့ရဲဘော်တွေကိုစုဖွဲ့လိုက်တာလို့ဆိုပါရယ်အာနာသိမ့်ပြီကစတော်လန်နေမြေရောက်လာကြတုန်းကကိုကျင်လေကျွမ်းကျင်ရမြို့ရွာတွေမှာသာယူကြီးလှှရှားမှုတွေစစ်စင်ရေးတွေလုပ်နေခဲ့ကြတာပါဥပမာဖျားကြီးပကဖအင်းတကော်ပကဖဘကိုးပကဖအစရှိသဖြင့်စုဖွဲ့မှုတမျိုးစီနဲ့ရပ်တည်ခဲ့ကြတာပါအဲ့ဒီချိန်ကအမျိုးသားညွီအစိုးရရဲ့ပံ့ပိုးမှုကအားနေတာကြောင့်ကိုပတ်ဝန်းကျင်ကတော်လန်ထပ်ပံသူတွေ အနေနဲ့ရရပြည်သူတွေပေးပို့မှုနဲ့သာရပ်တည်ခဲ့ကြရပါတယ်။အခုခါမှာတော့ထိုက်တင်တဲ့ထောက်ပံ့မှုတွေနဲ့အမျိုးသားညီရီအစိုးရရဲ့လမ်းညွှန်ချက်အရပုံမိုကြစ်လျအားကောင်းတဲ့မြို့နယ်အဖွဲ့အစည်းဖြစ်စေဖို့ရည်ရွယ်ပြီးစုဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်လို့ဗကုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပတ်ကဖတ်ကပြောပါတယ်။အခုစုဖွဲ့နိုင်ခဲ့ကြတဲ့ရဲဘော်တွေတပ်ဖွဲ့တွေဟာဗကုမြို့တွင်လှုပ်ရှားမှုတွေမှာလှုပ်ရှားခဲ့ကြသူတွေဖြစ်တယ်လို့မြေပြင်တပ်ခိုက်ရေးစစ်ကြောင်းတွေမှာလည်းပါဝင်လှုပ်ရှားနေကြသူတွေလို့အသိပေးထားပါတယ်။ဗကုမြို့နယ်တွင် တော်လန်လူဆက်ရှိတဲ့ဘဲသူမဆိုးစစ်အာဏာရှင်စနစ်အမြင့်ပြချေမုန်းနိုင်ရစ်အတွက်ဂါနာလိုက်နိုင်တဲ့ဘက်ကနေပူပေါင်းပါဝင်ပေးဖို့ကိုလည်းပက်ကဖဘကူကတိုက်တွန်းလျက်ရှိပါတယ်ခင်ဗျာမြောက်ဒီတောင်ပိုင်း၄ကီကောတိုက်ပွဲများကတော့ဖြေမထွက်သေးပါဘူးအပြန်လှန်လက်နဲ့မျိုးစုံပစ်ခတ်မှုတွေနဲ့တူအော်တိုဘာလတရက်နေ့နေ့လယ်၂နာရီခန့်မှာတော့စီအိုစုဘက်ကတိုက်လေရင်နဲ့ဘုံကျဲနေကြသလိုလက်ခတ်တောင်ကြောက်ကူမြောက်ဒီခလာရနှစ်ခုမှာတတ်တို့မှလက်နေကြီးပစ်ကူများတောက်လျှောက်ပြေးလျက်ရှိတယ် လေးကီကောတိုက်ပွဲတွင်ရန်သူတွေဟာလေးကီကောမြို့မြောက်ဘက်နဲ့အရှိမြောက်ဘက်ရှိမေထော်တလေးပဟိကလောတိမဲဝါခီလမ်းကြောင်းမှာအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်ပါတယ်တိမဲဝါခီကိုထိန်ချုပ်ရင်မြပရိဝေါ်လီလမ်းပိုင်းကိုဖလူမင်းလက်ပံဒေတာအထိထိုးနိုင်မှာဖြစ်တယ်လို့လေးကီကောမြို့တစ်ထဲဝင်ရောက်နိုင်တဲ့လမ်းကြောင်းများပွင့်သွားမှာကိုလည်းဒေတာကံပြည်သူများကစိုးရိမ်နေကြပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကတော့စစ်အုပ်စုတပ်တွေဟာလေးကီကောရေကန်ကုန်းစခန်းကိုတိုက်လိုက်ကြပါတယ် BGF တချို့လည်း ၄ GB မြို့ရဲ့ရက်ွက်ချုံမှာဝင်ရောက်နေရယူလာခဲ့ကြပါတယ်။ရန်သူတွေထိခိုက်ကြဆုံးမှုများပြီးတဲ့နောက်ပိုင်းမှာခလာရ205ဘက်ကနီးပညာမြင့် UAV ကင်းထောက် drone များကိုအသုံးပြုပြီး TNL မဟာမိတ်တပ်များရဲ့မြေပြင်ဆိုင်ရာလှုပ်ရှားမှုများကိုစောင့်ကြည့်ပြီးလက်နက်ကြီးပစ်ခတ်မှုများမစ်ဆိုင်းတုံးပစ်ခတ်မှုများနဲ့အသေးခံ drone တိုက်ခတ်မှုတို့ကိုပုံမလှုပ်ဆောင်လာနိုင်ခဲ့ကြပါတယ်။အော်တိုဘာလာတရက်နေ့နောက်ဆုံးရတဲ့သတင်းတွေရတော့ရန်သူတပ်နဲ့တော်လိုင်းကြီးပူပေါင်းတပ်တွေဟာ၄ GB နီးတဝိုက်က300ထက်မနည်းမှာတိုက်ပွဲပြင်းထန်နေကြပါတယ်။ ရန်သူဟာစစ်ကြောင်းမပေါက်လို့ရွာတွေဘက်ကိုကာမီကာဇီတွေနဲ့နေရောညပါဘုံကျဲတိုက်ခိုက်နေတာစတေမာလာ30ရက်နေ့ညပိုင်းမှာတော့ဖလူရွာနဲ့မင်းလက်ပံရွာဘက်ကိုအသေးခံဒရုန်းတွေထပ်ပြီးကြာခဲ့ပါတယ်။လေးကကောတိုက်ပွဲတွေမှာ BGF နဲ့ DKB ရဲ့အကူအညီရှိနေကြောင်းတည်င်းကျယ်ပြန့်လာမှုနဲ့ဒီချိန်မှာပဲရင်းမြစ်နယ်မှာလှုပ်ရှားနေတဲ့ရေဘလူးပျောက်ကြားခေါင်းဆောင်ကအော်တိုဘားလာ1ရက်နေ့ထုတ်ပြန်တဲ့သတင်းတစ်ခုမှာ DKB ရဲ့343တပ်နဲ့ပေါင်းပြီးထိုးလာတဲ့စစ်ကြောင်း ဝါးချောင်းတောင်အောက်မှာအလောင်းလေးကောင်ဖြင့်ပါသွားပြီးအလောင်းတော်ပြန်ယူသွားပါနန်လို့ပါဆိုပြီးတင်းရေးသားထားပါသေးတယ်ခင်ဗျာကျန်းကျူတက်မာလေးထိမ့်ချုံနေမြေဗိုက်တဝဲခရိုင်တနင်္သာရီမြို့နယ်အခြေဆိုင်အမှတ်283ချီလင်တလျင်ခတ်လိုက်ရ283မှာစစ်ကောင်စီတပ်သား၄ဦးကတော့ကျန်းနယ်လေးတက်မာလေးတရင်၁၁ထံသို့စတင်မလာ30ရက်နေ့ကဗက်ပြောင်းခုလုံခဲ့ကြောင်းကျန်းကျူကတည်င်းထုတ်ပြန်ခဲ့ပါတယ်အဆိုပါတပ်သားများဟာစစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မဖန်စီခံရပြီးနောက်စစ်တင်တန်းတက်ခဲ့ရသူများဖြစ်ပါတယ်တင်တန်းပြီးဆုံးတဲ့အခါရှေ့တန်းစစ်မြေပြင်ဖြစ်တဲ့သိန်းခွန်းဒေသကိုပို့ဆောင်ခံရစီမှာအခုလိုထွက်ပြေးလွတ်မြောက်လာခဲ့ကြပြီးကေအန်းနယ်လေးတပ်ဖွဲ့ထံသို့လက်နက်မဲ့ဝင်ရောက်ခိုလုံခဲ့ခြင်းဖြစ်ပါတယ်စက်တင်ဘာလအတွင်းမှာလည်းရန်သူဘက်မှတပ်သားတဲ့နှစ်ဦးနဲ့လေကြေးရေးတင်တန်းမှ၅ဦးတို့ဟာပက်ပြောင်းခိုလုံခဲ့ကြပါသေးတယ်တပ်မဟာ၆ကွင်မှာတိုက်ပွဲတွေပြင်းထန်နေသလိုဗိုက်တွေခရိုင်တွင်းရှိပလောတရက်ချောင်းလောင်းလုံးနဲ့တနင်္သာရီမြို့နယ်များမှာလည်းစစ်အုပ်စုကို KNL တပ်မဟာ၄နဲ့ပူပေါင်း PDF တပ်ဖွဲ့တွေက အပြင်းထန်ခုခံတိုက်ခိုက်နေကြတာဖြစ်ပါတယ်ခင်ဗျာ။